်မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စေအုပ်စုရဲ့ electronic မေပုံအပေါ်ကုလသတိပေးတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဒီဇင်ဘာလကုန်ပိုင်းတွင်ပြုလုပ်မဲ့စေအုပ်စုရဲ့ရွေးကောက်ပွဲသည်ဖိနှိပ်မှုများနှင့်မတည်ငြိမ်မှုများသာနှဆိုင်စွာဖြစ်ပေါ်လာလိမ့်မည်ဟုကုလသမဂ္ဂ၏လူအခွင့်ရေးဆိုင်ရာအရာရှိများကပြောဆိုလာကြပါတယ်ဂျနီဖာရှိကုလလူအခွင့်ရေးယုံဤပြောခွင့်ရာ Jeremy Lawrence က တရင်တောင်များအားဆေးဥစု၏ရွှေကောက်ပွဲသည့်ချိန်ချောင်းမှုများအကြံဖတ်မှုများနှင့်နိုင်ငံရေးအရပါဝင်လာမှုကိုအလွန်အကျွံဖိနှိပ်ထားသည့်အနေအထားတွင်ပြုလုပ်ခြင်းဖြစ်သည်ဟုဟူလာ၏သဘောထားကိုထုတ်ဖော်ပြောဆိုလိုက်ပါသည်။အကြက်တဲမှတည်ငြိမ်မှုစီသို့ဦးတည်သောနိုင်ငံရေးအသွင်ကူးပြောင်းမှုနှင့်ဒီမိုကရေစီနှင့်အယက်သားအုပ်ချုပ်ရေးကိုပြန်လည်ထူထောင်ရေးတို့အတွက်ဦးဆောင်နိုင်သည့်လုပ်ငန်းစဉ်တစ်ခုဖြစ်မည်အစားဤလုပ်ငန်းစဉ်သည်တနိုင်ငံလုံး၌မလုံခြုံမှုကြောက်ရွံ့မှုနှင့် အမြင့်ကွဲပြားမှုတို့ကိုပုံမနှဆိုင်စွာအမြင့်တွေစေရန်တရားပေါက်ဦးတည်နေသည်ထင်ရသည်ဟုဆိုပါရယ်ဘန်ကောက်ရှိကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံး၏မဟာအဖွဲ့ခေါင်းဆောင်ဂျင်းရိုဟေဗာကလည်းအယက်သားပြည်သူများသည်မဲပေးရန်အတွက်စစ်တပ်၏ဖိအားပေးမှုနှင့်မဲပေးခြင်းကိုတားဆီးရန်လက်နက်ကန်အတိုက်ခံအဖွဲ့များ၏ပြင်းထန်သောဂျိုးပန်းမှုတို့အကြားပိတ်မိနေသည့်အနေအထားတွင်ဈေးအုပ်စုမှရွှေကောက်ပွဲများကိုအတင်းအကျပ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟုပြောကြားခဲ့ပါသည် ထို့ပြင်ဉာဏ်ရည်တု AI နှင့်ဇီဝဆိုင်ရာမှတ်တမ်း biometric ခြေရာခံခြင်းတို့ကိုတိုးချဲ့အသုံးပြုလာနေခြင်းတွင် electronic စနစ်ဖြစ်တာမဲပေးရမည်ဆိုသည့်စနစ်သွတ်သွင်းလာမှုအပေါ်စိုးရိမ်ပူပန်စရာဖြစ်လာကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီး electronic စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာဖြင့်လူများမဲပေးပုံကိုစောင့်ကြည့်လာနိုင်ပြီး၎င်းတို့၏လုပ်ငန်းစဉ်အပေါ်ယုံကြည်မှုကိုပုံမထိခိုက်စေမည်အနေရရှိကြောင်းသတိပေးခဲ့ပါသည်။ဤသည့်ဖွံ့ဖြိုးပြီးနိုင်ငံကြီးတနနိုင်ငံကများအဆိုပါစနစ်ကိုယခုထိအသုံးပြုကြခြင်းမရှိသေးပေ အသုံးပြုခဲ့သည့်နိုင်ငံများကလည်းအလွယ်တကူကလိန်ကချစ်လုံနိုင်၍ဆက်၍မတုံကြတော့လေးလာ၍ရသလောက်ဘရာဇီးနှင့်အိန္ဒိယတွင်သာတွင်တွင်ကျယ်ကျယ်သုံးနေသည်သည်လူသားချင်းစာနာထောက်ထားမှုအကူအညီများလိုအပ်နေသူများအားလည်းအတင်းအဓမ္မနေရက်ပြန်ခိုင်းပြီးကြိုတင်မဲပေးခိုင်းနေသည်ဟုဆိုသည် ခုလာလုတ်ခွင့်ရေးကောက်စီဤအထူးတန်တမန်ဂျွန်အန်ဂျူးကလည်းစေအုပ်စုမှ၎င်းတို့ဖာသာတတ်မှတ်ပြထမ်းချက်များနှင့်လုံမြင့်ရွေးကောက်ပွဲသည်အကွဲအပြညာနှင့်အကြံဖတ်မှုများသာနှက်ဆိုင်လာဖို့ရှိပြီးနိုင်ငံတကာအသိုက်အဝန်းအနေဖြင့်ပြက်ပြက်သားသားပေချရမည်ဖြစ်သည်ဟုပြောခဲ့သည်မြန်မာပြည်သူများကထွက်ပေါ်လာသောရလတ်ကိုတရားမဝင်ဟုသတ်မှတ်ချပြီဖြစ်တော်လဲ၎င်းတို့အထူးကရည်ရွယ်သည်ကပြည်ပအစိုးရများ၏အတိအမှတ်ပြုခံရဖို့သာဖြစ်သည်ဟုဆိုသည်၎င်းကအမေရိကန်အီယာယီစောင့်ရှောက်ထားမှုအဆင့်တက်အားရှုံသိမ်းခဲ့မှုအလိမ့် ပြင်းထန်စွာဝေဖန်ရှုံချခဲ့သည်။ဥရောပပါလီမန်ကလည်းစီအိုစုရွေးကောက်ပွဲအားတရားမဝင်ဟုဆိုကာတည်ချလိုက်ပြီးနိုင်ငံတော်တိုင်ပင်ကန်ထောင်အောင်ဆန်းစုကြည်သမရာကြီးဦးဝင်းမြင့်တို့အားပြန်လွတ်ပေးရန်တောင်းဆိုလိုက်သည်။စီအိုစုအားနိုင်ငံရေးစည်းပွားရေးနှင့်စီရေးအကူအညီများပေးနေသောတရုတ်နှင့်ရုရှားအားလည်းရှုံချလိုက်ကြသည်။ CRPH နဲ့ NUG အားလည်းမြန်မာပြည်သူများ၏ဒီမိုကရေစီဆန္ဒကိုတရားဝင်ကိုစားပြုသည့်အဖွဲ့အစည်းများအဖြစ်ဆက်လက်ထောက်ခံသွားမည်ဟုလည်း အချက်24ချက်ပါအစိုးအားလည်းတညီတညွတ်ထဲချမှတ်လိုက်ကြသည် ပြည်သူတို့ဤတရားတော်စစ်မုတ်ချအောင်ရမည်ဆက်လက်ပြီးဒေါက်တာဆဆမြမအရေးဆက်လုပ်ညီဆွေးနွေးတဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG မှနှုတ်ထွက်လိုက်တော့လေမြမအရေးနဲ့ပတ်သက်၍ဆက်လက်လှုပ်ဆောင်ရန် Institute of Peace and Federal Democracy ကို အမေရိကန်နိုင်ငံတွင်တရားဝင်ထူထောင်လိုက်ကြောင်းဒေါက်တာဆာဆာကသတင်းဌာနကိုပြောပါရယ်၎င်းတီထောင်သည့် Institute of Peace and Federal Democracy အဖွဲ့အစည်းအနေဖြင့်လွတ်မြောက်နေမည်များအားကောင်းရေးအတွက် Governance Institute နိုင်ငံတကာထောက်ခံမှုနှင့် Advocacy and Lobby Institute နှင့်တော်လှန်ရေးအထောက်အကူဖြစ်စေမည် Finance and Business Institute တို့ကိုဖွဲ့စည်းလှုပ်ဆောင်မည်ဖြစ်ကြောင်းဆိုပါရယ် Governance Institute အရာကတော့လွတ်မြောက်နေပြီအားကောင်းရေးလွတ်မြောက်နေပြီမှာရှိတဲ့ Governance တွေကိုစွမ်းရည်မြင့်တင်ရင် Peace Building မြင့်တင်ရေးလုပ်ဖို့ဖွဲ့စည်းထားတာဖြစ်တယ်ဟုဒေါက်တာဆာဆာကပြောပါရယ်။ထို့ပြင်စစ်ကော်မရှင်အနေဖြင့်နိုင်ငံတကာအစိုးရများ၏ထောက်ခံမှုရရှိစေရန်အမေရိကန်ဒေါ်လာတန်းချီအထုံးပြုလာသည့်အတွက်၎င်းအနေဖြင့်လည်းနိုင်ငံတကာအစိုးရများလွှတ်တော်များ၏ထောက်ခံမှုရရှိစေရန် Advocacy and Lobby Institute ဖွဲ့စည်းကလှုပ်ဆောင်မိဖြစ်ကြောင်းဆိုပါရယ်။ဒေါ်လာရေးလုတ်တဲ့အခါမှာအလူငွေရှိတဲ့အခါမှာစစ်သွားတိုင်မယ်အလူငွေမရှိရင်နောက်ပြန်ဆုတ်တယ်ဆိုတဲ့ပုံစံနဲ့ကသွားလို့မရတော့ဘူးဟုဒေါက်တာဆဆကပြောပါရယ် ထို့ပြင် Finance and Business Institute အပြင်တော်လိုင်းရေးအင်အားစုများထိန်းချုပ်ရာနေမြများ၌၎င်းတို့နှင့်နေဆက်ခြင်းထိစပ်နေသည့်နိုင်ငံများသုံးသည့်ငွေကြေးများအသုံးပြုနိုင်ရန်စ조사လုပ်မည်ဟုလည်းသိရပါသည်ဒေါက်တာဆာဆာဦးဆောင်သော Institute of Peace and Federal Democracy တွင်မြန်မာပြည်ပွားအမေရိကန်စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သော Ron Thelot မှဥက္ကဋ္ဌအဖြစ်တာဝန်ယူကမြန်မာပြည်ပွားချင်းတိုင်းသားတဦးဖြစ်သူ Van Le Lien ကအတွေ့အကြုံတာဝန်ယူမိဖြစ်ပါတယ်။ဥက္ကဋ္ဌတာဝန်ယူမိ Ron Thelot သည် အမေရိကန်ပြည်ထောင်စုတွင်အိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် investment fund စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေသည့်တလုတ် group ၏ CEO မီလီယန်နာတဦးဖြစ်သည့် Institute of Peace and Federal Democracy အားအမေရိကန်အစိုးရထံမှတရားဝင်ခွင့်ပြုမိတ်ရရှိထားပြီးအဆိုပါအဖွဲ့အစည်းအမည်ဖြင့်ဘဏ်အကောင့်ပါဖွင့်ခွင့်ရထားသည့်ဒေါက်တာဆာဆာအနေဖြင့် NUG အစိုးရတွင် APP ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးအဖြစ်တာဝန်ယူခဲ့ပြီးစက်တင်ဘာလက NUG မှနှုတ်ထွက်စာတင်ထားခြင်းဖြစ်သည့် ဆက်လက်ပြီးဒါရိုက်တာမိုက်တီနဲ့သရုပ်ဆောင်နှစ်ဦးကိုစစ်ကောင်စီကရွှေကောက်ပွဲနှောက်ရှက်မှုနဲ့ထောင်ခွနနှစ်ချရုံးကြိတ်တစ်ခုထဲ၌ပြစ်ဒဏ်ချခြင်းဖြစ်ပြီးခုခံပိုင်ခွင့်နဲ့ရှင်းနေတွေပါငါးခွင့်မရဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရွှေကောက်ပွဲနှောက်ရှက်မှုဥပဒေဖြင့်တရားစွဲဆိုခံထားရတဲ့ ဒါရိုက်တာမိုက်တီဟာတာတယုတ်ဆောင်အုံတိုင်းနဲ့ဇက်ဘိုတယုတ်ဆောင်ကျော်ဝင်းထွတ်တို့ကိုစစ်ကောင်စီကရွေးကောက်ပွဲနှောက်ယှက်မှုနဲ့1900နှစ်စီချမှတ်လိုက်တယ်လို့သိရပါတယ်။စစ်တပ်ကလာမယ့်ရွေးကောက်ပွဲအတွက်ရိုက်ကူးခဲ့တဲ့ခေတ္တမိုင်းကိုဒုံးဆိုင်မဲ့သူများအမီယဝါရဖြန့်ရေးစက်ကားကိုဝေဖန်ခဲ့တာကြောင့်ဒါရိုက်တာမိုက်တီဟာတာတယုတ်ဆောင်အုံတိုင်းနဲ့ဇက်ဘိုကျော်ဝင်းထွတ်တို့ကိုစစ်ကောင်စီကပြီးခဲ့တဲ့အောက်တိုဘာလ28ရက်နေ့ကတည်းကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးခံထားရတဲ့ဟာတာတယုတ်ဆောင်အုံတိုင်းကိုနိုဝင်ဘာလ25ရက်နေ့မှာ တောင်တကုန်တရားရုံဒါရိုက်တာမိုက်တီကိုနိုဝင်ဘာလ28ရက်မှာရန်ကင်းတရားရုံနဲ့ဇက်ဘူတိယုတ်ဆောင်ကျော်ဝင်းထုတ်ကိုနိုဝင်ဘာလ28ရက်မှာဗဟန်တရားရုံတို့မှထောင်ဒဏ်အသီးသီးချမှတ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဒီလိုစီရင်ချက်ချရမှာရုံချင်းတစ်ခုတည်းနဲ့ပြစ်ဒဏ်ချတာဖြစ်ပြီးခုခံပိုင်ခွင့်နဲ့ရှင်းနေတွေပါငားခွင့်မရှိဘဲစီရင်ချက်ချခဲ့တာဖြစ်တယ်လို့အင်းစိန်ထောင်ကိုချက်ချင်းပို့ဆောင်ခဲ့တယ်လို့အမှုပညာရှင်အတိုင်းဝိုင်းနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တအူကသတင်းဌာနကိုပြောပါရတယ်။ သုံးယောက်လုံးကိုရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကောက်ပွဲရဲ့ဥပဒေနဲ့ထောင်ဒဏ်9နှစ်စီချမှတ်လိုက်တယ်။ရုံးချင်းတစ်ချိန်တည်းနဲ့ပြစ်ဒဏ်ချမှတ်လိုက်တာပါ။တရားဥပဒေအရခုခံပိုင်ခွင့်ကောရှင်းနေငါပိုင်ခွင့်ကောမရပါဘူးလို့သူကပြောပါတယ်။စစ်ကောင်စီအနေနဲ့လာမယ့်ဒီဇင်ဘာလမှာစတင်ကရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပမယ်လို့ကြေညာပြီးတဲ့နောက်ရွေးကောက်ပွဲကိုနောက်ဆက်ဖြတ်စည်းတဲ့သူတွေကိုဥပဒေကြောင့်အယပြင်းထန်စွာအရေးယူမယ်လို့ထုတ်ပြန်ကြေညာခဲ့တယ်လို့အဆိုပါဥပဒေနဲ့ဖန်ဆီးခံရရသူအယောက်တရာနီးပါးရှိနေပြီဖြစ်ကြောင်းသိရပါတယ် ဆက်လက်ပြီးစားခတွေဝင်လာပြီးနောက်မိုးကုံးမြို့တွင်မြို့ပြင်လမ်းတွေအားလုံးကို TNL ရဲတွေမှရင်းနှီးထိပိတ်ထားစုံမိုးနေရာတွေမှစကားစတက်ဆွဲလိုက်ပြီးနောက်ထပ်အင်အားအလုံးရင်းနဲ့ပြန်ဝင်ရောက်မှုတွေလည်းရှိတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။မိုးကုံးမြို့တွင်ကိုစစ်ကောင်စီတပ်သားတွေဝင်လာပြီးတဲ့နောက်မျိုးတွင်းမျိုးပြင်းလမ်းပိုင်းတွေအလုံးကုန် TNL မှပိတ်ပင်ခဲ့ပြီးမျိုးတွင်းကြံရစ်သူပြည်သူတွေအသွာလာပြုလုပ်ဖို့တော့ခွင့်မပြုတော့ဘူးလို့သိရပါတယ် ပြီးခဲ့တဲ့နိုဝင်ဘာလနောက်ဆုံးအပတ်မှစတင်ကစေကောင်စီရဲ့ရှေ့ပြေးတက်သားတချို့မိုးကုံမြို့တွင်ကိုရောက်ရှိလာခဲ့ပြီးမြို့ပေါ်နေရာအချို့ကိုအရက်ဝတ်တွေဖြင့်လှည့်လည်ကြည့်ရှုတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်နိုဝင်ဘာလ28ရက်နေ့ည10:00နာရီနောက်ပိုင်းမှာတော့ DNL ထိန်းချုပ်ထားရာနောက်ချုံမိုးကုံလမ်းပိုင်းမှာတက်စင်စေကောင်စီတက်သားတွေအင်အားအလုံးရင်းဖြင့်ဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။ အဆိုပါစစ်ကောင်စီတပ်သားတွေရောက်ရှိပြီးနောက်ရက်နိုဝင်ဘာလ28ရက်နေ့မှစတင်က DNL အနေနဲ့မိုးကုံးမြို့တွင်လမ်းပိုင်းတွင်နေမြို့ပြလမ်းပိုင်းတွေအလုံးကိုလုံခြုံရေးအင်အားထိုးမြှင့်ချထားလိုက်ပြီးဝင်ထွက်သွားလာတာတွေအလုံးကိုကန့်သက်လိုက်တယ်လို့ရေပြင်းစစ်ရေးတရင်ရင်းမြစ်တအူကသတင်းဌာနကိုပြောပါရယ်ဝင်လာတာက28ညကစပြီးအလုံးရင်းနဲ့ဝင်လာတာပါကုန်ကားတွေနဲ့ဖြစ်မဲ့ထင်းနေဝင်လာပြီးနောက်ရက်ကျလမ်းတွေအကုန်လုံးကိုတအောင်းရဲတွေကပိတ်ပစ်လိုက်တာ ို့ပြင်ကကားတွေမျိုးတဲပေးမဝင်ဘူးမျိုးတဲမှဆိုလေလမ်းစုံလမ်းခွတွေမှာနေရာယူပြီးပေးမဖြတ်တော့ဘူးဒါပြင်ယခု TNL ရဲ့တပ်ဖွဲ့ဝင်တွေအထူးလုံခြုံရေးစောင့်ချက်နေတဲ့နေရာတွေဟာမျိုးတွေရှိအထက်ချာကြတဲ့နေရာတွေတာမကအရင်ကစစ်ကောင်စီအစိုးရရုပ်တွေအခြေဆိုင်ရာပတ်ဝန်းကျင်နဲ့စစ်တပ်အထိုင်ချခဲ့မှုတဲ့နေရာဖြစ်တယ်လို့လည်းသိရပါတယ်။ဒီလိုမျိုးတွေအခြေအနေရှုပ်ထွေးနေတာကြောင့်ပြည်သူတွေအနေနဲ့စိုးရိမ်နေပြီးမိုးကုတ်မျိုးဟာလည်းအသွားလာပင်မရှိကတိတ်ဆိတ်ငြိမ်သက်နေတယ်လို့အဆိုပါသတင်းရင်းမြစ်မှဆက်ပြောပါတယ်။ ခူလန်းတွေပိတ်ထားတာကမြို့လယ်မိပွိုင်နာရဲ့ចောင်းကြီးတဝိုက်အပေါ်ထောင်တလန်းရှမ်းတော်ចောင်းကနေချမ်းသာကြီးအောက်ဥယျင်ចောင်းနာတဝိုက်ရဲစခန်းတလန်းတလျှောက်တွေပိတ်ထားပါတယ်။ပြည်သူတွေကိုလည်းပေးမဖြတ်ဘူးလို့ကြားတယ်။ကျမ်းမာရေးမကောင်းတဲ့တချို့သူတွေစေးဝယ်ဘဝယ်တောင်ပြန်မောင်းထုတ်နေတယ်။စစ်ကောင်စီအနေနဲ့မိုးကုန်းမြို့ကိုစတင်ဝင်ရောက်လာပြီးတာနဲ့တပြိုင်တည်းမျိုးပေါ်ရှိစုံမိုးနေရာတွေမှာအင်အားအလုံးရင်ဖြင့်အခြေချတက်ဆွဲတာတွေပြုလုပ်ခဲ့တယ်လို့လည်းသိရပါဗျ ကြပြင်းနောက်ထပ်လေစစ်ကောင်စီအင်အားတချို့ရှင်းနှန်းတွေဖြင့်ထပ်မံဝင်ရောက်နေတာတွေရှိပြီးအရက်ဖက်ဝင်နှန်းတွေအားလုံးလည်းလာမယ့်ဒီဇင်ဘာအတွင်းအကုန်ပြန်ဝင်ရမယ်လို့ညွှန်ကြားထားတာကြောင့်စစ်ကောင်စီထောက်ခံသူတချို့ကဆိုရှယ်မီဒီယာပေါ်မှာပြောဆိုရေးသားမှုတွေရှိနေပါတယ်။စစ်မှိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။